တိုက်ရောင်းကတော့အသီးရွက်ကြော်တပွဲကို200 300အဲအသားရင်တပွဲကို900 800ကျွန်တော်တို့ကတော့အဓိကတော့ဟိုအလုံသမားတွေဦးစားပေးပြီးတော့ရောင်းတာပေါ့ဗျ။ဟိုအသားရင်းနဲ့ဆို3000ယူတယ်။အသေးရွက်နဲ့ဆို2000ယူတယ်။စားဖွင့်ဒါလွန်ခဲ့တဲ့8နှစ်လောက်ကဟိုအိမ်အိမ်စားအိုးလေးနဲ့ပဲ နှစ်ဦးသုံးဦးလေးပဲပေါ့စပြီးတော့ဟိုဖွင့်ပြတာပေါ့လှဲလဲလေးနဲ့စရောင်းကတော့အသီးရွက်ကြော်တပွဲကို200 300အဲအသားရင်းတပွဲကို900 800အဲစားဖွင့်ကတော့ရောင်းနေဗျဈေးနှုန်းလေးကတော့ကျွန်တော်တို့ဟိုတကြံမတိုင်ရင်တော့ကျွန်တော်နှစ်အသားရင်းနဲ့စားရင်ဟိုဥစား2500ယူပါတယ်တစ်ခါပြင်ဟိုအသီးရွက်ကြော်နဲ့စားလို့ရှိရင်တစ်ခါပြင်1500ယူပါတယ်အခုကတကြံပြီးွားတဲ့ခါကျကျွန်တော်တို့ဈေးနှုန်းလေးကြီးကလည်းနည်းနည်းအပြောင်းလေးရှိတဲ့အတွက်ကြောင့်မလို့ဟိုအသားရင်းနဲ့ဆို3000ယူတယ်အသီးရွက်နဲ့ဆို2000ယူတယ် ါပေမဲ့ဟိုငပိတုစရာအဲအရေးတော့အဆုံးနေပြီပေါ့ဟိုအရင်ဝယ်တာနည်းရအထုံ900ဝယ်တာများရင်တော့တကားပြည့်တယ်ငပိနဲ့အထုံနဲ့အဆုံး900ငပိရတော့ကျွန်တော်တို့နေငပိရပေါ့အဲနတ်တလင်းနတ်တလင်းငပိရနတ်တလင်းကိုကျွန်တော်တို့ကဟိုကနေရထားနဲ့မှားတာဒီရန်ကုန်မှာဝယ်သုံးတာနည်းတယ်မသုံးခင်ဗျအလုံးဝပြတ်သွားတဲ့အချိန်ကျမှတခါတည်းဝယ်သုံးတာဟိုနေရပဲမှားတာများပါတယ်ဟုတ်ကဲ့